ဘီပရိသတ်တွေအားလုံးမင်္ဂလာပါဒီနေ့တော့ကျွန်တော်နားသာမျိုးနဲ့စကူလန်အောက်ပလောက်မှာရှိတဲ့နေမျိုးကဟောင်ကောင်ဖက်ထုတ်နဲ့စားပွဲဆောင်မှာတွေ့ဆမှာဖြစ်ပါတယ်အားလုံးပဲလိုက်ခဲ့ပြီးပါဦး ူးရဲ့အိုကပ်ဖတ်ထုတ်ကြောကအသားတွေအများကြီးနဲ့ချစ်ချစ်လေးလေးရှိပြီးတော့ကလုတ်ဆိုကလုတ်စားရတာရတာရှိတယ်ဒီဆိုင်မှာတော့အိုကပ်ဖတ်ထုတ်ကြောကိုလုံးဝ recommend ပေးပါတယ် နောက်တစ်မျိုးအနေနဲ့မာဖောဖတ်ထုတ်ကိုစားပါမယ်။မာဖောဖတ်ထုတ်မှာတော့အနှစ်ကအရန်ဆက်ပြီးတော့တခြားအနှစ်ရတာတွေနဲ့မတူဘူးကြ။အာကျွန်တော်အသားမကျသေးလို့ထင်တယ်။ဒီဖတ်ထုတ်အနှစ်ရတာတော့ကျွန်တော်တိတ်မချိုက်ဘူးပေါ့နော်။ ဖတ်ထုတ်ကိုကြော်ရအောင်ကြိုက်နေသူတွေအတွက်တော့ဒီဖတ်ထုတ်ပေါင်းကတင့်တော်မယ်လို့ထင်လို့ရ။ းပဲနိုးပြီးအိနေတာနော်သမားမယ်ဆင်တာအနှစ်လည်းကောင်းတယ်အနှစ်လည်းကောင်းတယ်ဆက်တယ်ချက်ချက်လည်းနူးရပြီးတော့စားတာဆင်ရယ် နန်းနုသူဆိုင်ကထိုင်စားများတဲ့တော့ပါဆွဲဆွဲရတာပိုအဆင်ပြေမယ်ဗျဖူပန်နာမှာပါဆွဲဆွဲဖို့ pick up ဆိုတဲ့ feature ရှိတယ်။သူကတော့15ရာခိုင်နှုန်း off ရတဲ့တော့ဒီတိုင်းပါဆယ်မာတာထက်တော့တတ်တာတာပေါ့ဗျာ။သူကနေရာချင်းမရွေး wave နဲ့ပေးလို့ရတော့အဆင်ပြေတယ်လေ။